အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်တို့ဟာမကောင်ဖွဲ့ရဲ့ဟာတလူရှင်တော်ပြည်ကျော်ပဲဖြစ်ပါတယ်ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့တောတဲ့တနေရာပဲဖြစ်ပါတယ် FRF ဆိုရက်ကျွန်တော်တို့ local PDF ရဲ့စကန်တစ်ခုကိုကျွန်တော်တို့ရောက်ရှိနေရပါဒီစကန်ရဲ့အားသာချက်ကတော့ကျွန်တော်တို့လူတွေအထူးကြိုင်နေစေမဲ့ကျွန်တော်တို့ဘုံသီးတွေကိုထုတ်လုတ်တဲ့အခြေဆိုင်စကန်တစ်ခုဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့အဲညီလေးတယောက်ကိုကျွန်တော်တို့ဒီစကန်နဲ့ပတ်သက်တဲ့ကျွန်တော်တို့တို့ရဲ့လုံဆောင်မှုတွေနဲ့ပတ်သက်တဲ့အရာတွေကိုမင်းမြန်းမှုအတွက်ရောက်ရှိနေရပဲဖြစ်ပါတယ် မိတ်ဆက်ပေးပြသည်ဒီညီလေးကတော့ရဲဘော်ရဲရဲဖြစ်ပါတယ်ရဲရဲမင်္ဂလာပါဗျာမင်္ဂလာပါဗျာဆိုရင်သူ့ရဲ့ဘဝအကြောင်းကိုကျွန်တော်ဒီနေ့နည်းနည်းလေးမင်းမြတ်ဆက်စုကြည့်မယ်ပေါ့နော်ညီလေးမင်္ဂလာပါမင်္ဂလာပါဗျာပြည်သူတွေကမိတ်ဆက်ပေးပါအောင်ဟောကျွန်တော်ရဲဘော်နာမည်ကရဲဘော်ရဲမြင့်သူပါဗျာဟောရဲဘော်ရဲမြင့်သူကိုချစ်စနိုးနဲ့ပေါ့နော်မင်းမချော်လေးချော်တဲ့အတွက်ရဲ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 နဲ့ခေါ်ရင်းကနေဒီရဲရဲဆိုတဲ့နာမည်တွင်သွားတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်လူကသာနွဲ့ပေမဲ့တတိယတော့မနွဲ့ပါဘူးနော်လကားပြောပါကျွန်တော်ယောက်ျားယောက်ျားစစ်ပါအဲ့တော့ဟိုညီလေးအဲ အခုအမြင်ပေါ့နော်ဟိုငယ်ငယ်ရွယ်ရွယ်လို့သိရတယ်ပေါ့အသက်ရွယ်ရလဲကျွန်တော်ဒီစကန်တစ်ခုလုံးမှာငယ်ဆုံးလို့သိရညီလေးအသက်အဲဘယ်လောက်ရှိပြီလဲပေါ့နော်ကျွန်တော်အခုကအသက်21ပါဗျာဟောအခုတက်3လကြီးဟောဟောအခုကကျွန်တော်တက်နေရအသက်21တနစ်သေးနဲ့ကျွန်တော်တော်လိုင်းရေးမှာ ပါဝင်လာတဲ့ကျဲပေါ်ရဲရဲဖြစ်ပါတယ်ဒါပေမဲ့ညီလေးဟိုတကယ်ကိုဟိုကိုတို့တော်လိုင်းစားဖြစ်တဲ့အချိန်မှာအသက်ဘယ်လောက်ရှိပြီလဲမသိဘူး အဲဒီတော်တဲ့ဆက်သားထွက်လာတဲ့အချိန်ကတော့အသက်ဆက်ခွန်ပေါ့ဆက်ခွန်နဲ့နေထိုင်တဲ့တော်တဲ့ကိုထွက်လာတာဟုတ်ဩဒါဆိုလို့ရှိရင်ဇာတိယဇာတိယရန်ကုန်ရန်ကုန်ကပဲနော်ရန်ကုန်ကပဲရန်ကုန်ကနေဒီလိုဝေးလံခေါင်မားတဲ့ဟိုတော်တဲ့ခီကို လာပြီးတော့ဟိုတည်သူတွေဒုက္ခဆင်းရဲရောက်နေတဲ့အချိန်နော်တိုင်းပြည်နာမကျန်းဖြစ်နေတဲ့အချိန်မှာရရဲဝုန်းဝဲနဲ့ဟိုလူငယ်တယောက်ရတဲ့နဲ့အခွင့်အရေးတွေကိုဆွတ်လွှတ်ပြီးတော့အဲရောက်ရှိလာတဲ့အတွက်လေးစားကုန်ယူပါတယ်အဲ့တော့ဟို အာနာရှင်လှုပ်ရှားမှုမှာပေါ့နော်ကျွန်တော်တို့ဒီတောလဲကိုစပြီးတော့တန်းဝင်ခဲ့တာလားဒါမှမဟုတ်လို့ရှိရင်ရှေ့မှာဆန္ဒပြမှုတွေရောလှုပ်နေလာပြီလေကျွန်တော်ဆန္ဒပြခဲ့တယ်ဗျာဟုတ်ဩဆန္ဒပြခဲ့သေးတယ်အမေကဆန္ဒပြလားမဟုတ်ဘူးမရဟုတ်ဘူးဒီတော်လိုင်းရေးပေါ်လား တော်လိုင်းရုပ်ဆန္ဒပြမိုးလီဒီအနာရှင်ကိုအနာရှင်ဆန္ဒပြဆန္ဒပြလို့ပဲတော်လိုင်းရုပ်ဆန္ဒပြတော်လိုင်းစိတ်နဲ့ဟောအေးတော်လိုင်းရှင်စိတ်နဲ့တော်လိုင်းရှင်ဆန္ဒအနာရှင်ကိုဆန္ဒပြခဲ့တာပေါ့နော်ကျွန်တော်တော်လိုင်းရုပ်ဆန္ဒပြဆိုမျိုးပိုင်းတိုင်းလေးအဲ့တော့ကျွန်တော်တို့ဟို2020ခုနှစ်ပေါ့နော်ကျွန်တော်တို့အဲနှစ်လပိုင်းနော်ကျွန်တော်တည့်ရနေ့မှာကျွန်တော်တို့တိုင်းပြည်ကန်စုံမိုးမောင်ကြတဲ့အချိန်ကိုရောက်ခဲ့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်လူငယ်တယောက်အနေနဲ့ဒီရွယ်ဆိုလို့ရှိရင်တော့ဒါဟိုမိဘရင်ဝင်ထဲမှာ ကျွန်တော်တို့စိုးလို့နှဲ့လို့ကောင်းလို့ပေါ့နော်ကျွန်တော်တို့အဲအဲ့ရာဆိုလို့ရှိရင်လည်းနေပင်ထိုးအောင်ထားမယ်ရွယ်ပေါ့ဗျာမဟုတ်ဖို့ဆိုလို့ရှိရင်လည်းတောင်းတုံးမယ်ကျွန်တော်လူငယ်တွေဂိမ်းဆောင်နေရမယ့်အချိန်ကျွန်တော်တို့ပညာသင်ရမယ့်အချိန်မှာပေါ့နော်ဟိုတော်တဲ့ကိုဒီလိုဝင်လာပြီးတော့ဟိုဆန္ဒပြတဲ့အချိန်ကနေစပြီးတော့ဒီတိုက်ပွဲဝင်တဲ့အထိပေါ့နော်ဒီအသက်ရွယ်16မိနစ်ကနေ20မိနစ်ရောက်တဲ့အထိကိုရွေးချယ်ချင်ကျွန်တော်တို့ကြမ်းကြမ်းမာမာနဲ့တိုက်နေတဲ့အတွက်လဲကျွန်တော်တို့ ဂုံလေးစားတယ်ဗောနော်အဲ့တော့ဟိုဒီဆန္ဒပြတဲ့အချိန်မှာဘယ်လိုခက်ခဲရှိဆန္ဒပြတဲ့အချိန်မှာဘယ်လိုအဲကျွန်တော်ရေလုံးပြက်ကခြေတမှုဝေတဲ့အချိန်မှာမရတာတို့ချွေဟူးခဲ့တဲ့အချိန်အဲ့လိုမျိုးရှိလားဘယ်လိုခက်ခဲနေလဲသူတို့ဘက်ကဘယ်လိုတုံ့ပြန်လာတယ်ရှိလဲဗျဟုတ်အဲအနာစသိမ်းတဲ့အချိန်ကတော့ကျွန်တော်ကအဲကိုဗစ်ဗိုလ်နံကြီးကလုံနေတာဗောကိုဗစ်ဗိုလ်နံကြီးကလုံနေတဲ့အချိန်မှာအာနာသိမ်းသွားတာအာနာသိမ်းတော့အဲ့အချိန်ကကျွန်တော်အသက်ဆက်ခွန်ဆိုပေမဲ့နိုင်ငံကြီးလည်းဘာမှမသိသေးဘူးဘာမှနားမလည်ဘူးကြာအဲတော့ဆိုအာနာသိမ်းနေဆိုတော့ကျွန်တော်ဘာမှမသိဘူး အဲ့အကူတရားကျွန်တော်မိလိုက်ရဲ့အကူအာနာသိနေဆိုတော့ဘယ်လိုမျိုးလဲဒါတို့အသက်ရွယ်နေကြတော့ဒီဟာကိုလုံးဝကိုမမိလဲမမိလိုက်ဘူးဟုတ်တယ်ဟိုဘာဖြစ်သွားလဲဆိုတာလည်းမသိလိုက်ဘူးပေါ့အဲ့အဲ့လိုအာအာနာသိနေဆိုတာအာအာနာသိနေတာပဲကျွန်တော်အဲ့လိုနာမည်တစ်ခုအနေနဲ့ပဲသိရအကူတရားကိုမိတဲ့အချိန်မှာအဲ့ကူကဘယ်လိုပြန်မရှိဘူးအဲ့ကူတခြားရှင်းကြတာပေါ့စစ်တပ်ကနေရောဒီလိုအာနာသိနေသွားတယ်အရင်ကနေဒီမလုပ်ဘူးတဲ့ပေါ့အဲ့အဲ့အချိန်မှာကျွန်တော်အဲ့စိတ်ကအဲ့လောက်ကြီးမပြင်းပြနေဘူးပါလားသူများလှုပ်လှုပ်လိုက်လှုပ်တယ်ဆိုတော့တဘောလောက်ပဲရှိတော့တဘောပဲရှိပြီအဲ့ဖေဝါရီလ9ရက်နေ့မှာ အင်းအင်းဒီမှာများတော်တွေခံကြရပါလေကျကျွန်တော်နေပြောမှာနော်ဟုတ်များတော်တွေခံကြရအောင်အဲအဲအဲ့မှာစသီးပါတော့ဟာစစ်တိုက်ဘယ်လောက်ရက်ဆက်တယ်ပေါ့ငါတို့ဒီိုင်းနေလို့များတော့ငါတို့တိုင်မှာဖြစ်တော့မယ်ဆိုတော့ဝင်လာတာပေါ့တရက်လေးရနေ6ရက်နေမှာညီမလေးများတော်တွေခံကြဆုံးသွားတယ်ပေါ့နော်ကြဆုံးသွားတဲ့အချိန်မှာအဲ6ရက်နေပဲဆုံးရက်ချက်ချပြီးတော့ထွက်လာတာလားအဲမဟုတ်ပြအဲအဲတုန်းကကျွန်တော်ဆန္ဒပြသေးတယ်ဆန္ဒပြကျွန်တော်အဲထွက်လာဖို့လေကျွန်တော်အဲတုန်းကအဆက်အသွယ်မရှိဘူးဗျာလက်မရှိဘူးတော့ နေနေတော့အချိန်ကြာသွားသေးတာပေါ့အဲ3လပိုင်းကုန်ကန်ကြီးလောက်မှာကျွန်တော်ဆက်တယ်ရတယ်အင်းအဲ၄ရက်ပေါ်မှာပေါ့၄ရက်ပေါ်မှာတင်နာပြေးမယ်ဆိုပြီးတော့တတိယနေ့ထွက်တော့တတိယတတိယနေ့ကြာတော့အဲအဲတတိယနေ့ကြာတော့ကျွန်တော်တကယ်ကြီး၄ရက်ပေါ့လေရောက်တိုင်ပြီတော့ရွေတူတွေပဲလေရောက်လုံးဝလောက်လှနှစ်သားလောက်အဲ့ဝင်းကျင်လေးပေါ့တော့ဆယ်တန်းဖြည့်ပြီးကြတာပေါ့အော်အကုန်လုံးတော့တက်ရှိထင်ရှားရှိကြသေးရလားဟုတ်ရှိသေးတယ်ဟုတ်လေရောက်လုံးရှိသေးတယ်ဝမ်းတာပါလေညီလေးဟုတ်အဲ့ဒါဆိုလို့ရှိရခုနအကိုကြီးမေးတဲ့စကားလေးမပြတ်လို့ပေါ့နော်ဒီသူတို့ ဟိုဆက်လက်ပြတဲ့အချိန်မှာပေါ့မြတ်တက်တက်ခိုင်ကြာဆုံးပြီးတဲ့အချိန်မှာလည်းထပ်ပြတယ်ဆိုတော့အဲ့ဒီအချိန်မှာကိုလိုကမျက်ရည်ကိုဘုံလေးပြစ်တယ်မိသက်ပိုက်နဲ့ထိုးတယ်တနက်နဲ့ဒီ rubber ကြီးကြီးနဲ့ပြစ်တယ်ပေါ့နော်အဲ့လိုဟာမျိုးတွေကိုအခက်ခဲတွေကိုရှောင်းနှိမ့်တာတွေရှိလားချောင်းလင်းခဲ့ရတာရှိလားဟုတ်ကျုံခဲ့ရတာပေါ့ဗျာကျွန်တော်အဲအဲမေးရုံဘုံကြီးပြတဲ့အချိန်မှာလေကျွန်တော်ပြီးရတယ်ဗျာဒါအဲအင်းအင်းပြီးတော့အဲကျွန်တော် အဲ့နေရာတော့မပြောတော့ဘူးเนาะရန်ကုန်တနေရာမှာပဲဆလာပြတော့ကအဲ့တော့ကငါးငါးလေးဆိုရင်းပဲကျော်ဝအခိုင်မှာပဲလုံးနေရာမှာချတာအဲ့ကောင်နေဖိုတီးနဲ့လှန်ထုတ်တယ်ပဲအော်နေလန်လို့အဲ့အဲ့တော့ကတော့ဟိုတခါမှမကြဘူးလေအဲ့လောက်ပေါက်ကွဲတန်းဆိုတာတခါမှမကြဘူးတော့အဲတတကြီးတစ်ချက်လန့်သွားကြအကုန်လုံးညင်သွားတော့3ချက်က40ချက်လောက်ညင်သွားပြီးတော့မှကျွန်တော်ပြေးခဲ့ရတာပေါ့အဲ့ဒါကြီးအမှတ်တရဟောပြီးတော့အဲလမ်းလေးကွာစုံနေမှလည်းသူတို့စနိုက်ပါရင်းနဲ့ပြစ်တယ်အဲ့တော့သူတို့ဒေါင်းလေးလူတွေတက်နေတယ်အင်းစနိုက်ပါရင်းနဲ့ပြစ်တယ်အမှတွေးတွေးတက်ရေးရေးပြီးတွေးရတာပေါ့ ဒါအဲ့ဒါတွေကတော့အဲ့ဒါတွေစိတ်ဟိုကိုယ်တွေခံစားခဲ့တော့ကတော့အဒီချိန်ခံစားခဲ့တော့ကတော့ဒါအသက်လူပြီးတော့ဟိုပြေးခဲ့ရတဲ့ဒုက္ခပေါ့နော်အဒီချိန်မှာကျတော့ဒါတွေကအမှတ်တရဖြစ်တယ်လို့ပြန်ပြောရမှာပေါ့အဲဒါတွေကလောင်းတစ်ချိန်ကျလို့ရှိရင်သမိုင်းဆိုတဲ့အရာတခုပြန်ဖြစ်လာမှာပေါ့အဲဆိုတော့အဲဒီတောထဲကိုအခုညီလေးခုနပြောသလိုလေးကိတ်ကောင်ကိုရောက်တဲ့အချိန်မှာရောဟို ဒီဆက်တော်ရဲ့ခေါင်းလေးရပြီးတော့တင်တန်းတက်တာမျိုးဘယ်လိုဘယ်လိုတင်တန်းတက်လဲပေါ့အဲသိချင်တယ်အဲကျွန်တော်လေးကိုစားရတော့အဲတော့အကူကြီးပေးမဲ့သူတွေပါလေပေါ့ရှိတယ်ရှိတာဟုတ်ရှိတယ်ဟုတ်အဲအဲတော့အတိတွေအားလေဗော်လန်တီယာလောတော့အတိတွေပေါ့ဩသူတို့ကရင်ဆုံးရောက်သွားရောက်သွားပြီးတော့မင်းစိတ်ပါလားစိတ်ပါလို့ရှိရင်လာလို့ရတယ်လမ်းကြောင်းစီစဉ်ပေးမယ်ဆိုပြီးသွားတာပေါ့အဲတော့တော့တင်တန်းတက်တော့ကလူရောက်200ကျော်ဟုတ်အဲအဲတော့ဆိုလို့ရှိရင် ကိုရင်မုံလို့လည်းပါတယ်ပဲကျွန်တော်သင်တယ်မှာ။အော်ကိုရင်မုံကိုရင်မုံကြာဆုံးသွားတဲ့အဆိုတော့ကိုရင်မုံဟုတ်ကိုမူဝန်ထူးနေတယ်အတူတူပဲ။အော်음ဒါဆိုညီလေးကဟိုးတော်လိုက်ဟိုအစောပိုင်းလို့ကိုပြောရပါပါကိုတို့ကိုတို့ဟိုဝင်တဲ့ဟိုကလောက်ထိတိတ်မကွာဘူးပေါ့နော်။ဆိုတော့အဲအဲ့ဒီသင်တန်းတက်ပြီးတော့ဟိုတိုက်ပွဲအတွေ့အကြုံကဘာဘာဆရရလဲ။အဲသင်တန်းတက်ပြီးတော့အမှဟဲ့ကျွန်တော်ရှင်းပြမယ်နော်။ဟုတ်။အဲသင်တန်းတက်ပြီးတော့ဗျာကျွန်တော်တို့မှလူခွဲရယ်။ လူခွဲတော့ PDF လုံးမလား UG ပြန်လုံးမလားဆိုရင်ခွဲကြတယ်ဗျလူခွဲကြတော့ကျွန်တော် UG ပြန်လုံးမယ်ဆိုပြီးပြန်သွားတယ်အခက်ခဲပေါ့နော်အဲ့ဒါအဲ UG ပြန်လုံးမယ်ဆိုပြီးပြန်သွားပြန်ပြန်သွားတဲ့အချိန်မှာကျွန်တော်မြူထဲမှာအမဘာမှလုပ်လို့မရဘူးဘာမှလုပ်လို့မရတော့အဲအဲ UG လုတာလည်းတီးတဲ့အတိုင်းပဲဗျာအခက်ခဲကအများကြီးရှိတာဗောထောက်ဖို့ကောင်းမှအဲပြီးတော့လမ်းကြောင်းတွေကောင်းမှပြီးတော့လူညီမှဒီကလူညီမှဖြစ်မှာဗျာ ဟုတ်ပြီကြာကျောင်းမှာအဲထောက်မှုကောင်းလည်းမရှိဘူးကအဲ့လိုမျိုးလည်းမလုံးနိုင်ဆိုတော့ကျွန်တော်စဉ်းစားလိုက်အာဒီလိုမျိုးလုံးလို့မဖြစ်ဘူး။နောက်ယုံကြည်ရတဲ့လူတွေရှိမှာပေါ့နော်။ဟုတ်တယ်ဟုတ်တယ်။နောက် UG ဆိုတာကျွန်တော်မျိုးပြပျောက်ကြားဖြစ်တဲ့အတွက်ကိုဟိုမျက်နှာလည်းပြလို့မရတကယ်လို့ကိုကသွားဆက်သွယ်လာလို့ရှိရင်လည်းဟိုကင်မရာလည်းဖွင့်လို့မရအဲကိုကသူ့မယုံအဲသူ့လည်းကိုကမယုံကအဲ့ဒီအချိန်မှာဒီထောက်ဖို့ဟိုထောက်ပတ်နဲ့အဲငွေကြီးတွေကလည်းဟိုအရန်ခက်ခဲကြက်တဲနေတဲ့အတွက်အဲ့မှာတခြားလူတွေစိတ်သက်ကြပြီးတော့ဟိုမတိမတာလေးနဲ့ ဟိုကိုယ်ကိုပြန်နေလိုက်တာလို့ရှိတယ်တခြားနေရာလေးမှာဇက်မြုပ်ပြီးနေတာလို့ရှိတယ်ညီလေးကြတော့ဘာဖြစ်လို့ဒီဘက်ကိုပြန်ရောက်လာတာအကျွန်တော်ကျတော့အဲ့လိုမျိုးလုံးလုံးမဖြစ်တော့ဘူးပေါ့အဲ့တော့ငါတို့တော်တဲ့ဦးလက်နက်ကင်ပြီးတိုင်မှရအောင်မယ်အဲအဲ့လိုမျိုးစိတ်ဆုံးဖြတ်ချက်ထားပြီးတော့ပြန်ဝင်လာတာပေါ့။အော်အဲ့ကနေလာတဲ့အချိန်မှာလမ်းမှာခက်ခဲတွေပဲရှိသေးတယ်။အဲ့တော့အဲ့လမ်းမှာခက်ခဲတော့တိတ်မရှိဘူးဗျ။အဲ့တော့အဲ့လေလပိုင်းကုန်ကန်ကြီးမှာကျွန်တော်ပြန်သွားတယ်။ပြန်သွားပြီးတော့မှအဲ့ကျွန်တော်အိမ်မှနေတာတပတ်လောက်ပဲကြာတယ်ပြန်ရောက်လာတာပဲ။အဲ့တော့ဟိုတိတ်ပြီးတော့အဲ့စိတ်သေးပါးကမရှိသေးဘူးတဲ့။ဒါပါတာပေါ့။ အရင်လည်းဆော်သေးတာဟုတ်နော်ဆော်တယ်ဆိုတော့ဟိုအဲ့ကနေပြီးတော့ရန်ကုန်ကနေပြီးတော့ဒီ UG ဟိုစင်းဖို့အတွက်ကိုအဆင်မပြေတော့ဘူး UG မလုပ်တော့ဘဲနဲ့ဒီဘက်ကိုပြန်လာမယ်ဆိုရဲအချိန်ပါရောဘယ်ကိုပြန်ရောက်သွားလဲအဲ့လေးရောဟောဒီဒီကိုပြန်ရောက်လာပါလေဘောနော်ဒါသွားတယ်ဒီဘက်ပြန်ရောက်လာပါလေအဲ့ကနေပြီးတော့ဒီဘက်ကိုဘယ်လိုရောက်လာလဲ ဒီဘက်ကိုဘယ်လိုပြောင်းလာလဲဆိုတော့ကျွန်တော်အဲလေးကောင်မှာအဲဒီ FI အဖွဲစားထောင်တာလေးကောင်မှာစားထောင်တာပေါ့နော်။အော်အဲ့အဖွဲအဲ့မှာလေးကရှေ့ရတာ။အဲ့မှာအဲစားစားထောင်နေရတော့တိုက်ခိုက်ရေးအဖွဲတိုက်ခိုက်ရေးအဖွဲဆိုပြီးစားထောင်တာပေါ့။ဒါပေါ့။ဟုတ်အဲဒီထုတ်လို့ရေးအဖွဲကကြတော့2023ခုနှစ်လပိုင်းဆော့ဝိုင်းမှာကျွန်တော်စားထောင်လိုက်တာဒီထုတ်လို့ရေးအဖွဲကို။ဟော။ तू ကတိုက်ခိုက်ရေးနဲ့ထုတ်လို့ရေးနဲ့ကြာလို့ရှိရင်ဘာကွာလဲနေလေ။တိုက်ခိုက်ရေးနဲ့ထုတ်လို့ရေးကြာဘာကွာလဲဆိုတော့ကျွန်တော်အတွေ့အကြုံရဆိုလို့ရှိရင် အဲတိုက်ခိုက်ရရတော့ဗျအဲရှေ့တန်းမှာပဲသွားနေရတယ်ပြီးတော့အဲအခက်ခဲရဗျကို့မှာကြီးစားမလောက်တဲ့ခိုက်ပဲဆိုလို့ရှိရင်အားငယ်ရတယ်ဗျကို့ကလည်းကြီးစားမရှိရင်တလက်တလက်တုတ်တချောင်းလောက်တော့တန်ဖိုးမရှိဘူးဆိုတဲ့စကားဒါတော်လိုင်းစကားပေါ့နော်ဟုတ်တယ်အဲအဲ့တော့ကြီးစားဟိုအလုံးလောက်မရှိတဲ့ခါမှာတကယ်ဘတ်တယ်ဆိုင်ပြီဆိုလို့ရှိရင်ဒါရရအခက်ခဲကြီးပေါ့ဒါဟိုတိုက်ခိုက်ရရအခက်ခဲပေါ့ဒီထုတ်လုပ်ရရအားသာချက်ကရောထုတ်လုပ်ရရအခက်ခဲရောဘာရှိလဲကျွန်တော်ထုတ်လုပ်ရရအားသာချက်ကတော့ ဒီကျွန်တော်တို့အခုထုတ်နေတာ60မမလက်နဲ့ကြည်တယ်။ဩလက်နဲ့ကြည်လက်နဲ့ကြည်ဆိုတဲ့အတိုင်းပဲကိုယ်တိုင်ထုတ်တယ်ဗျ။ကိုယ်တိုင်ထုတ်တယ်ကိုယ်တိုင်တပစ်လို့ရတယ်ကိုယ်လက်နဲ့နဲ့ကို။ဩအားတက်ကြတော့ကကိုယ်တိုင်ထုတ်တယ်ဆိုမှတော့ဒီကောင်ကတလုံးပြစ်တယ်ဟုတ်လား။ကျွန်တော်လုံးတစ်ဆိတ်လည်းပြန်ပြစ်နိုင်တယ်။လုံးတစ်ရာလည်းပြန်ပြစ်နိုင်တယ်။ဩကိုယ့်ဘောက်ကို ထုတ်တယ်ဆိုတော့အဓိကတော့ဘတ်ဂျက်ပဲပေါ့ဗျာ။ဩဘတ်ဂျက်လိုပဲပေါ့နော်။ ။ဒါကတော့ဘာချက်ကတော့အခက်ခဲပေါ့။အာတာချက်ကတော့ဟိုကိုယ်တိုင်ထုတ်လုပ်တဲ့အတွက်သူတို့တလုံးပြင်ကိုယ်ကဆယ်လုံးပြန်ပြစ်နိုင်တဲ့အနေထားရှေ့တန်းမှာဟိုကျွန်တော်တို့မြေပြင်တိုက်ခတ်ရေးလိုမျိုးဟိုကြီးစံမရှိမှလည်းဟိုမပူရဘူးဟိုကားလည်းမငယ်ရဘူးပေါ့နော်ကျွန်တော်တို့ဒါမျိုးတွေရှိတယ်ပေါ့ကိုသိချင်တာပေါ့နော်ဒီတော်လိုင်းရေးကာလမှာအခုတို့တော်လိုင်းရေးကဒီ၄နှစ်ကနေ၅နှစ်အတွင်းအောင်ရောက်လာပြီပေါ့အဲ့တော်လိုင်းရေးကာလမှာ၄နှစ်နဲ့ဒီ အတွေ့အကြုံများစွာကြုံခဲ့ရမယ်။ပျော်ရွှင်ခြင်းတွေဝမ်းနည်းခြင်းတွေပေါ့။အဲ့ထဲမှာမှဒီကျန်တဲ့အတွေ့အကြုံတွေကတော့ရှေ့မှာပြောခဲ့တဲ့လိုမျိုးအဲအခုတည်ပြင်းတဲ့တော့တည်ပြီးသွားပြီပေါ့နော်။ဒါပေမဲ့အခုတည်ကျင်လာတော့လည်းဒီမှာတိုင်းအဲကြုံတွေ့ရအလေးရှိတဲ့ဒီပျော်ရွှင်ခြင်းတွေဝမ်းနည်းခြင်းတွေနှစ်ခုကိုအခုတည်ကျင်တယ်။အဲသို့တော်ဟိုဝမ်းနည်းခြင်းနဲ့အဆုံးမသက်ခြင်းတဲ့အတွက်ဒီအဲ sorry ဝမ်းနေချင်းနဲ့အဆုံမတက်ချင်းတဲ့အတွက်ဝမ်းနေချင်းလေးကိုအရင်ပြောပြပေးပါလားညီလေးဘဝမှာဒီတော်လိုင်းကြီးကာလအတွင်းမှာပေါ့ဘယ်လောက်ထိခံစားခဲ့ရလဲဘယ်လောက်ထိကြည်ကွဲခဲ့ရလဲဟိုအိမ်ကိုလွမ်းလာမျိုးရှိလားခုရဲဘော်ရဲဘက်တယောက်ကြာသွားလို့ဟိုဝမ်းနေခဲ့ရတာစိတ်ကြီးခိုက်ရတာနောက်ဆုံးဆုံးဆုံးထိဟိုစိတ်သက်တွေကြဆင်းသွားတာရှိလားဆိုတာလေးကိုဟိုတစ်ချက်ပြောပြပေးပါဘောနော်ဟုတ်ကဲ့ရှိတာပေါ့ဗျာကျွန်တော်ဝမ်းနေကြရတော့အဲကျွန်တော်တို့ဒီထုတ်လို့ရအဖွဲစားထောင်တော့ဗျာစားထောင်တော့အဲတော့ကျွန်တော်ရဲ့အကိုကြီးပေါ့အကိုကြီးဆိုလည်းဟုတ်တယ်ကျွန်တော်ခေါင်းဆောင်ဆိုလည်းဟုတ်တယ် အဲတာဝန်ခံမို့ကိုမနောဆိုတာကိုမနောသူဒီထုတ်လို့သူစားထောင်ခဲ့တယ်သူကိုယ်တိုင်ပညာရေးတော့သိပြီးတော့သူပြန်လာထုတ်တယ်ပေါ့ပြန်လာထုတ်တဲ့အချိန်မှာသူစကားတစ်ခုပြောခဲ့တယ်ဗျာတလားအင်းဟုတ်ပါလားအဲသူသူကျွန်တော်အားပြီးစကားပြောတာနော်ဒီကအားပြီးစကားပြောတယ်ပြောင်းနေကွာတဲ့ငါတို့ငါတဲ့ကိုယ်တိုင်ထုတ်တဲ့လက်နဲ့ပဲငါတော့ပြစ်ချင်တာလေသူတို့တပွဲတော့တော့ပြစ်ချင်တယ်ကွာတဲ့အဲ့လိုပြောပြီးတဲ့အဲနည်းနည်းကြာတော့ကျွန်တော်ခြေတန်းသွားရတယ်ဒီကျွန်တော်ထုတ်တဲ့လက်နဲ့ပဲခြေတန်းသွားရတဲ့အချိန်မှာသူပြစ်တော့ပြစ်ခဲ့ရတယ်ဗျတပွဲ ပြစ်ခဲ့ရတယ်သူအဲအဲတိုက်ပွဲမှာပဲသူကြာသွားတယ်ပေါ့ပထမဆုံးတပြစ်တဲ့တိုက်ပွဲမှာကြာသွားတယ်ပေါ့ကြာသွားပြီးတော့ကျွန်တော်အဲ့ထိမှကြာသွားအလောင်းလေးပြန်မရဘူးပဲအလောင်းလေးလူကြီးအဲရွာသားကြီးတွေ့တာပဲရွာသားကြီးတွေ့သူပြန်ပြီးတော့အလောင်းဒီအောင်ပြစ်ထားတယ်ပြစ်ထားပြီးမှခွေးကြီးကစားပါရဲစားအဲ့ဒါကြီးကတကယ်ဝမ်းနေကြပါပေါ့ကျွန်တော်ပြောရင်အဲ့လိုမျိုးရှိရပေါ့ဒါတော့ဟိုကောင်းတော့ကောင်းရှိတဲ့နေရာမှာငယ်သားကောင်းတွေတော့နောက်လိုက်ကောင်းတွေရှိပါပဲပေါ့နော်ဒါပေမဲ့ဟိုအချိန်မတန်မဲနဲ့ ခေါင်းဆောင်တယောက်ကျွေလွင့်သွားတာတော့ထပ်တူစိတ်မကောင်းပါဘူးသို့တော့ဟိုအကိုတို့ကဟိုဒီတော်လိုင်းရင်းကိုခံစားချက်နဲ့တိုက်နေရမှာမဟုတ်ပဲနဲ့ဗောနော်ခံခံယူချက်နဲ့တိုက်နေတဲ့အခါမှာအဲဒါမျိုးတွေကဟိုဖြစ်လိဖြစ်တာရှိပါတယ်အကိုတို့ဟိုဆိုလို့ရှိရင်လည်းဒါဒါမျိုးကြီးခံစားခဲ့ရတာဗောအဲဆိုလို့ဒါကအကိုနဲ့အတူတူနေခဲ့တဲ့ဟိုရဲဘော်တွေ တဘာတိုက်တဲ့နေခဲ့တဲ့ရဲဘော်တွေပေါ့အကိုတို့ဟို16ယောက်ရှိလို့ရှိရင်နောက်ပြောင်ပြီးတော့ဟာ16ကောင်ဆိုပြီးတော့အဲဒီလိုနေခဲ့တဲ့လူတွေထဲမှာတယောက်လောက်ကျသွားရင်ဟာငါတို့ဟာ18ကောင်ပဲရှိတော့တယ်ကွာဟာ18ကောင်ပဲရှိတော့တယ်ကွာနဲ့နောက်ဆုံးဟာ23ကောင်ပဲရှိတော့တယ်အထီးကိုအကိုတို့ဒီကိုတွေ ကြာဆုံးခဲ့ရတာပေါ့နော်ကြာဆုံးခဲ့ရတဲ့ဖြစ်ပျက်နေရှိတယ်ဒါတွေကကိုကခုနပြောသလိုမျိုးပဲဟိုခံစားချက်နဲ့တိုက်နေတာမဟုတ်ပဲねခံယူချက်နဲ့တိုက်နေတဲ့တော်လိုင်းကြီးမှာဒါမျိုးတွေကတော့အနည်းနဲ့များတော့ကြုံတွေ့ရမှာပဲအခုလို့ဆိုလို့ရှိရင်၅ရောက်ဟိုဟာမကောင်၅ရောက်လုံးထွက်လာတယ်မင်းသမီးပါ KB ပါတယ်နောက်ဆုံးမန်နေဂျာပါအကုန်တစ်ဖွဲ့ကားလုံးထွက်လာပဲလမ်းတော့မှာပဲကိုလူဖွဲ့ရဲ့ကိုလူညီကိုလူချစ်တဲ့ပေါ့နော်ဒါဟိုတိမ်မခွဲမယ်ဆိုတော့ ကိုဝိုင်းကျော်ပေါ့ဒါညီတို့သိတဲ့အတိုင်းပဲကိုဝိုင်းကျော်ကြီးဆိုလို့ရှိရင်ကိုတို့လမ်းခုလမ်းမှာတကယ်ကိုတေမခွဲသွားတာပဲလေဒါတော်လိုင်းကာလမှာနော်တော်လိုင်းကာလမှာဒီလိုအဲဒီလိုညီဆုံးရှုံးခဲ့ရတယ်ကိုတို့ဆိုလို့ရှိရင်လေဟိုအဖေကဟိုစေဝါထောက်ပံ့မှုအစားတောက်ဟိုအာဟာရပြည့်ဝမှုတွေမပေးနိုင်တဲ့အတွက်အဖေလည်းစုံပါခဲ့ရတယ်ပေါ့ဒီတော်လိုင်းကာလမှာပဲဒါတွေကတော့ဖြစ်တတ်တဲ့သဘောပါပဲနော်ညီလေးအဲ့ဒါကတော့ဟိုအကိုမစားနာလို့ပြောတာမဟုတ်ဘူးအကိုတို့လည်းဒီလိုခံစားခဲ့တခြားရဲဘော်တွေလည်းဒီလိုခံစားပြရမှာပဲပေါ့နော်အဲ့တော့လာပြီ ဝမ်းသာစရာနော်ဟာတာလေးတွေပေါ့ဒါမျိုးတွေကရှိတတ်တယ်နော်ဘာဖြစ်ကြောင်းလဲအဲ့ဒါကိုပြန်ယူပြီးတော့အားပြန်ယူရမှာပေါ့အဲ့လိုမျိုးအဲ့ရဲဘော်တွေထဲမှာကွာအဲ့ပြုတ်ဒုက္ခလုပ်တဲ့လူတွေဟိုတွေနော်ကြက်ကိုခိုးစားတဲ့လူတို့ဘာလို့ရှိတာလူသားအောင်ရိတ်ခနဲနေတဲ့ချိန်မှာစလားရောက်စားပဲရှိတော့ဘူးကွာတလုံးခိုးစားတဲ့လူတွေဘာလို့ရှိတာအဲ့လူသားအောင်အဲ့ဒါလေးသိကြလားဟုတ်အဲ့အဲ့ရဲဘော်တယောက်ဆိုလို့ရှိရင်ကြက်ကိုကြက်ကိုချက်တဲ့နေ့မှာခိုးစားရသလား โอเคเออตะชาตะชาเฮ้เจ๊เจ๊ลุยิดูหมดแล้วไอ้สมูจองเนี่ยเบราะหมูไอ้เจ๊อูเฮ้เจ๊ได้ไอ้ลุยิดูสมูจองขนาดนั้นหมูไว้เจ๊ตะลงไนท์ซาได้อ่ามามาเจ๊อูเปี่ยวเนี่ยบดุแล้วสู้ตุ๊ละแท้เว้ยไอ้ลุยิรู้ชื่อเลยวะมาเตียแล้วแล้วเจ๊อูเปี่ยวเนี่ยบดุสีมาตั้วชะเสียไม่รู้หรอกနော်အတေရခံပုံလို့ပဲနောက်တစ်ခုရှိသေးလားညီလေးနောက်ထပ်ပြောပြောပြပါနောက်ထပ်ပြောရရရှိတာပေါ့အဲတို့အဲထုတ်လို့လို့တော့အမှတ်တရတွေပေါ့အဲကျွန်တော်စသလောက်တော့ဆိုမလို့တက်မကြိုက်တဲ့နဲ့လောက်ရတယ်ကအဲတော့ဆိုလို့ရှိရင် အဲကျွန်တော်တို့တင်သေးရဆရာပေါ့အဲကျွန်တော်တို့ဒီဟာလုံးလို့ရှိရင်အမေဒီလိုမဟုတ်ဘူးကျွန်တော်တို့ခေါင်းကြီးခေါက်လာတယ်အဲ့လိုလိုတင်သေးရလေအဲအဲအဲ့ဒါရောမတရားပေါ့ဆရာတင်သေးရဆိုမလုံတက်ပါဘာလို့ဆိုပါပဲနော်မလုံတက်ဘူးဆိုခေါင်းခေါက်နိုင်ချက်လေအဲ့တော့အကိုတိကျတာလေကိုတို့ကဒီလိုပြစ်တဲ့ဟာမလားဒီလိုဒီလိုပြစ်ပြီးတော့ဒီလိုအရှိလေးခဏချာချာ အဲ့ဒါဒီမှာတော့ဘယ်တော့မှဖြစ်မှာမဟုတ်ပါဘူးနော်ကိုကတကယ်ကိုကျောင်းနီးနီးပြရာပိုင်းရဖို့တိုးတိုးတက်လာပါပြီနော်ကျွန်တော်တို့ software တွေနဲ့ကျွန်တော်တို့တကယ်ကိုတက်ပြီးနားလဲတဲ့ကျွန်တော်တို့ရဲ့အရှိမဟိုအများကြီးဟိုဟို senior တွေရှိခဲ့တဲ့ကျွန်တော်တို့ဟိုဆရာနာမည်ပြောလိုက်ပါအောင်ဒါတို့တင်ပေးတာဥကျော်ဆရာဥကျော်တို့ဘာလို့လဲဒီလိုစနစ်တကျတင်ပေးနေတဲ့အတွက်ကျွန်တော်ဒီလိုဟိုဟာတွေတော့အဲဖြစ်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ စကားတွေကတော့ဒီတော်လည်းကာလာ၄နှစ်လုံးလုံးမှာဖြတ်တန်းခဲ့ရတာဆိုတော့ပြောရင်တော့ကုန်မှာမဟုတ်ပါဘူးသို့တော့ကျွန်တော်ဒီစကန်လေးကိုရောက်လာတဲ့အချိန်မှာပျော်ပျော်ပါပါနဲ့ကျွန်တော်တို့မရှိမဲ့ရှိမဲ့နဲ့ပေါ့နော်ရဲဘော်တွေကလည်းကျွန်တော်တို့ဧကန်ကျွေးမွေးတယ်နော်ဟိုတောင်းဝင်ကြည့်တယ်နော်အဲ့ရဆိုလို့ရှိရင်လည်းတေချာဖို့ကျွန်တော်တို့ခင်းပြီးတော့မှကျွန်တော်တို့တလီတစားနဲ့အဲဟို မိသားစုတွေကိုပြန်တွေးလိုက်ရတယ်လို့မျိုးပေါ့အပြင်မှာမိသားစုတွေကိုတွေးလိုက်ရတယ်လို့မျိုးမျိုးထွေးထွေးနဲ့ကျွန်တော်တို့ကြိုဆိုရတဲ့အတွက်ရဲဘော်တွေကျွန်တော်တို့ FR S အဖွဲ့သားကျွန်တော်တို့အဲတပ်ဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်နှုတ်ဆက်ချင်ရောက်ပါပြီနောက်နောက်များမှာလည်းကျွန်တော်တို့တော်လည်ရေးမှာတွေးမအေးပဲနဲ့ဒီအဖွဲ့သားများနဲ့အတူဟာငါကောင်အဖွဲ့ကျွန်တော်တို့အင်းအင်းကျော် YouTube channel နဲ့အတူကျွန်တော်စိန်ပဲကျွန်တော်တို့ရှိတဲ့တော်လန်အမှုပညာသမားများနဲ့ရဲဘော်များကဆက်လက်ပြီးတော့တိုက်ထုတ်သွားပါမယ်အာနာရှင်မချမဆုံးမချင်း ကျွန်တော်တို့ကျွန်တော်တို့အသက်တွေသွေးတွေညီကြတဲ့အထိတိုက်ထုတ်သွားပါမယ်လို့ဂရိပြုရဲနဲ့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုဒီမှာပဲရှင်းလင်းပေးပါခင်ဗျာမိသားစုများတော်လန်မိစ်တက်ပါခင်ဗျာ